င်းသမီးကြီးတော်ခင်လေးစီရဲ့ညီတော်ပါဟုတ်လားတူမတူမအတူမစမိုင်းနိုးနဲ့လည်းအမျိုးတွေကွာအောင်မင်းတို့တူမအောင်မင်းမယ်ညီအောင်မင်းမယ်တမီးအောင်မင်းမယ်မရှိဘူးကိုကြိုးစားရမှာအဓိကမရတဲ့ကြမ်းပိုင်မကောင်းတဲ့တမီးလေးဖြတ်ထားဟာ ဒီတော့ထားပြီးတော့ဟုတ်တခြားအဲ့ဒါဘလူးလီလည်းမသိဘူးပေါ့အာယုံကျော်မကြီးရောင်ပြီးတော့ဒီလိုဒီကနေစပြီးတော့သူတို့အဲ့နဲ့ထိုးလည်းမသိဘူးကိုယ်လေအဲ့လိုမျိုးဒီဒီတစ်ခုလုံးဖြစ်သွားတာအဲ့လိုအလှုပ်လို့မရတော့လမ်းဝမရှောက်နိုင်တော့လားဒီကလားလေးများကိုစီကိုစီရှဲအောင်လောင်းမီအင်းစင်ချမ်းသာကတခြင်းဆိုအရင်တော့တည်းဆောတည်းဆောလည်းလှုပ်လှုပ်နေနေမှအာသူဒီနေ့အတွက်တခြင်းတခြင်းလေးကျွန်တော်ဟိုဆိုချင်တယ်ဆိုပြီးတော့တယ်လီဖုန်းဆက်ပြပေါ့နော် အချင်းအတက်ဟိုသေဆောင်နေချုံပေါ့နော်ဒီကျုံစွာကတော့ဒီအနုပညာလောကထဲမှာတကယ်ဟိုအားလုံးကချစ်တယ်မင်းသမီးကြီးဒေါခင်လေးစွေရဲ့ညီတော်ဟုတ်လားတူမတူမအတူမစမိုင်းနုနဲ့လည်းအမျိုးတွေဆိုတော့အဲဆိုတော့သူကသေဆောင်လုပ်နေတဲ့ဒီအစိုးလဲဝါသနာပါတယ်ဝါသနာပါတဲ့ခါကျတော့ကျွန်တော်စီမှာတကြံချင်းလေးအပ်အပ်တဲ့ချင်းလေးကိုသူက ဆိုတော့လည်းခစ်ပေါ်ပုံစံမျိုးတွေနဲ့ DJ တွေ ਆ ရင်းနဲ့ ETM မြန်မာဆိုမှာမဟုတ်ဘူးသူမြန်မာဆက်ဆက်မြန်မာသကြံပုံစံမျိုးတွေဆိုချင်တယ်ဆိုတော့လည်းဒီသချင်းလေးကိုရေးပြတယ်ပေါ့နော်မြန်မာတကြံဖြစ်တဲ့တကြံမျိုးတမျိုးမေးတဲ့ခါကျတော့သူကခစ်ပေါ်ပုံစံမျိုးနဲ့မဟုတ်ပဲနဲ့မြန်မာတကြံတူးလေးနဲ့ပဲအဲဆရာဆရာအစင်ပြသူလို့ရေးပြပါဆိုတော့ねဒီတကြံရဲ့အကြောင်းလေးကိုလေဒီတကြံဆိုတာက ဒီဟောပေါ့နော်အရန်ကိုပူလောင်လာတဲ့နွေရာသီမှာအာအတာကြီးပြပြန်းပြီးတော့ဒါဟိုကျွန်တော်တို့ရိုးရာပွဲတော်လေးတစ်ခုလည်းဖြစ်ဖြစ်တယ်ဆိုတော့အဒီအချိန်မှာဟိုအတာကြီးနဲ့အကျန်ရေရေကစားကြတယ်ဆိုရအကြောင်းလေးကအာခစ်အဆက်ဆက်ပေါ့နော်ဆိုတော့မြန်မာမှုလေးနဲ့တွားလာခဲ့တဲ့ဟာကြတော့ဒါလေးကိုပေါ်ရအောင်ဆိုတော့နွေပကြီးဆိုတော့အဲရှင်းလိုက်တာရေပလာလေးများကိုစီကိုစီ ပါဟုတ်ကဲ့ဟုတ်ကဲ့ကြီးကြီးနဲ့ရှိပါတယ်ဟုတ်ကြီးကြီးကတော့အဲ့လိုမျိုးအရန်ဖြစ်စေခြင်းနဲ့တည်းမှာပါတယ်အာပြီးတော့အဲ့အရင်တော့ကဆိုကြီးကြီးနဲ့အတူတူနေတာကိုပက်ခန်းဒီပက်ခန်းနေတာဆိုတော့လေပို့ပြီးတော့နီးစက်တယ်ပို့ပြီးတော့အဲ့လိုမျိုးသူ့ရဲ့အတွေ့အကြုံကိုကိုယ်ပြောပြတယ်ဘလိုနေဘလိုထိုင်အပြောအဆိုကအစားအဲ့လိုမျိုးသင်ပေးတယ်ပေါ့နော်အဲ့ဒါဟိုအခုချိန်မှာတော့ဒါကြီးကြီးကအဲ့လိုမျိုးပြောပြောလို့တော့အဆင်မပြေဘူးပေါ့နော်အဆင်မပြေတော့အဲကိုကတော့ဒါကြီးကြီးလမ်းညွှန်ခဲ့တဲ့အတိုင်းပဲအခုကိုဒါစပြီးတော့ပြန်နေတာပါဟုတ် အမရဏပြောရမယ်ဆိုလို့ရှိရင်ပေါ့နော်ဆိုတော့ तू အဖွားအောင်မြင်လို့ तू မအောင်မြင်မယ်မြီးအောင်မြင်မယ်တပီးအောင်မြင်မယ်မရှိဘူးဒါကျွန်တော်အမြင်ပြောပြတာလေဆိုတော့ဟိုကိုးချူစားရမှာအဓိကအဓိကဥပမာရွှေရွှေမန်းတင်မအောင်အရင်အောင်မြင်အောင်မြင်လို့ရွှေမန်းတင်မအောင်မြီးရအောင်ပြရမယ်ဆိုတော့မရှိဘူးဆိုတော့ကိုးချူစားမှာကိုးအောင်အောင်မြင်မှာအလူမြင်အောင်မြင်ဖို့ဆိုတာကဟိုကိုယ့်ရဲ့လုပ်ရက်နဲ့ကိုယ့်ရဲ့ကြိုးစားမှုနဲ့ ကန်တရားနဲ့အခြေအနေအခြေခါရှိအဲ့အဲ့ဒါကြီးအကုန်ပြည့်စုံအောင်ကျွန်တော်ကတော့သူ့ဟိုအောင်မြင်အောင်မြင်ခြင်းလို့လုပ်တယ်လို့မမြင်ဘူးသူသူ့စိတ်ထဲမှာတော့ဘလို့ဘလို့ရှိတာမျိုးကျွန်တော်ကျွန်တော်အမြင်ပြောတာလေကျွန်တော်အမြင်ပြောတာသူအောင်မြင်ခြင်းလို့လုပ်နေတာမဟုတ်ဘူးဟိုသူဝါဒနာပါလို့ဝါဒနာပါလို့တရားကိုဟိုလုပ်တယ်သိဥဆောင်လည်းဒီတိုင်းပဲအဲထဲထဲဝင်သူအရင်သိဥဆောင်ကဘယ်ကားမှာဘာညာမေချိုးဆိုတော့သူမရှိဘူး သူဟိုဟာပေါ့နော် generation အရာသူသိဆော်ဝန္ဒနာပါတယ်ကြောင့်လို့သူကကျမ်းမာရေးသိမကောင်းဘူးကျွန်တော်တချင်အတူကဆရာရဲ့တမီးရတဲ့တချင်အဲ့အဲ့ရပြီးတော့တမီးရတဲ့ကျမ်းမာရေးမကောင်းဘူးတမီးလေးပြတ်ထားတာဟာလေးပြတ်ထားပြီးတော့ဟောတချင်အဲ့ဘယ်လိုလဲမသိဘူးပေါ့ပြီးတော့ပြီးတော့မှဟောနောက်တော့မှအရင် ဖြစ်ခဲ့ဘူးတော့သူကပြောပြတာပြောပြတော့မှချင်းနေလာဆိုတော့မှဩမဆိုးပါဘူးတော်တော်သေးပါဘူးအဲ့ဒါဆိုလို့ရှိရင်ဆိုးနိုင်တယ်အဲဒါမှမဟုတ်ရိုက်ရကွေးလုပ်နေတယ်ဆိုလို့လုပ်လို့ရဆိုတော့အဲ့လိုမှသူလည်းရင်းချလိုက်တာလေဖြတ်တာတဲ့လေဒီ အောက်ပိုင်းသေသွားတာဒီအာယုံကျောမကြီးဟိုရောင်ပြီးတော့သူကဒီဘက်တချမ်းလုံးရဲ့အကျောတွေပြီသွားတာအကျောကြီးပြီးတော့ဒီနားကနေစပြီးတော့ဒါမတိတော့လာပါတော့မတိတော့ဘဲနဲ့အဲဆေးရုံနှစ်ခါတက်ရတယ်နှစ်ခါတက်ပြီးတော့အခုဒါဆိုရင်ဒါဖြစ်သွားတာ6လ9လလောက်ရှိသွားပြီအခုဆိုရင်ဒါဒီလက်လေးတွေနေပူထဲမှာရဲတော့ဒီမှာလေးရောင်နေတာအဲ့လိုမျိုးလေးတွေရောင်တာနေထိလို့နေထိလို့ရမှာအဲမဲ့ဆရာကိုဖုန်းဆက်ပြီးတော့အာတချင်းတချင်းလုံးလုံးသမီးကိုလှုပ်ပေးပါအောင်ဆိုတော့ဒါပေမဲ့ဆရာကတော့ပြောဆရာသမီးလက်တွေရတော့မကောင်းသေးဘူးနော်ဆိုတော့အဲအခုကစကား ်အဲ့ဒါပဲကြံတာပေါ့ဟုတ်အင်တာဗျူးလက်မှာကျွန်တော်လည်း idea ရပါပြီကျွန်တော်ဟိုကလေဒီပါတီမပြရင်ရှိတယ်ဟုတ်ဟုတ်အဲတုံးကြော်မှာဆိုတော့ရှင်တားပေါက်တယ်နားတော့ရှိစားတိရှိတာအဲသူတော့တုံးကြော်လာအဲခစ်စ်တုံးကြော်မှာဆိုသူရှိပြီနော်တပုတ်တပုတ်နော်တပုတ်ခစ်စ်တုံးကြော်လာအဲ idea ရပါအဲ idea ဆက်ရှင်ရပါဟုတ်ပြီပါအောင်ဟုတ်အဲ့လိုဟိုဟိုကအာယုံကြောကြောင့်အဲ့လိုဖြစ်သွားတာ ဟုတ်အာယုံကျော်မကြီးရောင်ပြီးတော့ဒီလိုဒီကနေစပြီးတော့သူတို့အဲ့နဲ့ထိုးလဲမသိဘူးကိုယ်လေအဲ့လိုမျိုးဒီဒီတစ်ခုလုံးဖြစ်သွားလာအဲ့လိုအလှုပ်လို့မရတော့လမ်းဝမရှောက်နိုင်တော့လားဥမာလမ်းရှောက်မယ်ဆိုလို့ရှိရင်နှစ်ယောက်လောက်ကအဲ့လိုမချီပြီးတော့တွဲသွားတာပေါ့နော်အဲ့ဒါနဲ့ဒီစေးရုံပထမတစ်ခါတက်တော့မတက်သားဘူးအဲ့နဲ့ဒုတိယတစ်ခါထက်တက်တော့မှအဲ့စေးသွင်းပြီးတော့မှသုံးရမြောက်နေမှလမ်းပြန်လျှောက်တာဒါပေမဲ့လမ်းလျှောက်တော့လည်းဒီလိုလူကောင်းလို့လျှောက်လို့မရအောင်ဟိုခလေးတွေလေးစစချင်းလမ်းလျှောက်လို့တောင်းတောင်းလျှောက်ရင်မြောက်ကိုရောက်တာအဲ့လိုပုံစံအဲ့ဒါက နှစ်လလောက်ထိအဲ့လိုဖြစ်တာဒါပေမဲ့အခုဒီလိုမျိုးဒီလိုအခုလူကောင်းကြီးလို့တော့အများကြီးရှောက်လို့မရဘူးဖနှက်အမြင့်စီးလို့မရသေးဘူးဒါပေမဲ့လို့ပစ္စည်းအလေးတွေကင်လို့မရသေးဘူးပေါ့နော်အခုဆိုလို့ရှိရင်အရန်နေထိတော့အဲ့ဒါလေးတွေရအောင်လားပြင်တာဆက်လာတာအဲ့လိုလက်ကလေးရဆက်လာလေးဖြတ်တာမဟုတ်တော့အဲ့လိုအာယုံကြောမကြီးရောင်းတော့အကြောတွေအကုန်ပြီးပြီးဆိုင်းသွားလားအကြောဆိုင်းသွားလားအဲ့ဒီဟာကအာ 9လလောက်ရှိပေါ့အခုဒီလကောဆို9လပြည့်ပြီစေးလဲစားနေရတာပေါ့ဟုတ်အခုမှလမ်းနေပါလေပြန်ရှောက်လာဟုတ်လမ်းလျှောက်တာ9လလောက်ပဲရှိတော့မှထင်တယ်ဒီလိုလေနည်းနည်းပုံမှန်လေးလို့ပြန်ရှောက်တာလူကောင်းကြီးလို့တော့အဲ့လိုမျိုးအရင်ထသွားလို့တော့မရဘူးဥမာဒီအောက်အောက်ကျမ်းပြန်မှာဆိုထိုင်လို့မရသေးခုံလေးနဲ့ထိုင်ရတာပေါ့ဟုတ်အဲ့လိုအဲ့ဒါဆိုဥဥနဲ့တွေတော့တစ်တော်လေးပဲကလာတယ်အဲ့လိုအဲ့လိုမို့နော်အဲ့လိုဝါဒနာပါနော်အဲ့ဟောစရာပဲနော်ဟုတ်ကဲ့ပါ ူ့ရဲ့ဟိုအတော်ဖြစ်တဲ့ဒေါ်ခင်လေးဆွေတို့ဘာလို့ဒီတိုင်ဩစင်နေနဲ့เนาะဒီသမီးကိုအားပြကြပါနောက်ခုနဟိုခုကြည့်တဲ့ပရိသတ်တွေလည်းသူသူ့ရဲ့ live live ကဖြစ်စဉ်တွေသူပြောပြတယ်ဘောเนาะဒါလေးနားထောင်ပြီးတော့ကိုယ့်ရဲ့ဆွေမျိုးမိတင်ဃာတွေကနေပြီးတော့ဗီဇာစီဝင်ပြလို့သဘောထားပြီးတော့ဒီအားပြကြပါဘောเนาะကျွန်တော်လည်းအတက်တိုင်းဆုံးအကောင်းဆုံးဖြစ်အောင်ဒီချက်ပို့ပြီးတော့အစီအပြေတဲ့ တချင်းလူတွေဖြစ်အောင်လို့ရေးသားဖန်တီးပြီးတော့သူ့အတွက်လူပေးဖို့ရှိပါတယ်ဒီထက်ကောင်းတဲ့အစီအစဉ်နဲ့ဒီထက်ကောင်းတဲ့တချင်းတွေလည်းကျွန်တော်လည်းတက်နေလို့ကြိုးစားပြီးထပ်ပြီးဖန်တီးပေးပါဦးမယ်ပြည်သက်ကိုအပ်ပါတယ်ခင်ဗျာ